မိဘနှစ်ပေါင်းကိုကြောင်ညာရိုက်ကလွန်ရတဲ့ငွေနဲ့ရန်ကုန်မှာတိုက်ခန်းဝယ်ပြလိုက်တဲ့သမီးလေးမေတ္တစင်ချင်းဒီကနေ့နှစ်မှာအကြောင်းမတက်ချင်လို့ငိုယုံနေတဲ့သမီးလေးမေတ္တစင်ချစ်ကိုအလုံးကမှတ်မိကြမှာပါသမီးလေးမေတ္တစင်ချင်းအောင်ဆရာဖြစ်သူရင်ဗီဒီယိုတစ်ပုဒ်ကြောင့်ပရိသတ်ရဲ့ချစ်ကိုတင်ကြုံရရှိသွားတဲ့ခလေးငယ်လေးဖြစ်ပါရင်ဒါကလည်းမေတ္တစင်ချစ်တရားအရင်ဘွားကကုသိုလ်ကောင်းမှုတွေကြောင့်ဒီဘွားမှာခံစားရတဲ့မျက်နှာမြင်ချစ်ခင်ပါစီဆိုရင်စုနဲ့ပြည့်စုံနေရကြောင်းလို့ဆိုရပါမယ်ဒါကြောင့်လည်းမေတ္တစင်ချစ်ဟာကြောင်ညာရင်လက်ခံရိုက်ကူးနေရပြီး တမိလင်းရဲ့တမညာကြောင့်ညာရင်အားလုံးကလည်းအောင်မြင်ရကြအောင်မြန်မာနိုင်ငံရဲ့ကြောင်ညာဘီယံမလေးဖြစ်နေရပါ။ဒါကြောင့်တမိလေးမေတ္တင်ချင်းဟာမိဘအောင်ငငယ်ရွယ်နဲ့လှုပ်ကျွေးနိုင်တဲ့ပါရမီရှင်ကလေးဖြစ်နေသလိုအလုံတန်းနေပါစတိုက်ပြုတ်လုံးနေနိုင်တာပါခုခါမှာတော့တမိလေးမေတ္တင်ချင်းဟာရန်ကုန်မြို့မှာသူမကြောင်ညာရဲ့ကုလွန်ရတဲ့ငွေနဲ့မိဘတွေကိုတိုက်ခန်းကြီးတစ်ခန်းဝယ်ပေးလိုက်တယ်လို့သိရပါတယ်။ဆောမိုင်းမှာတော့တမိလေးမေတ္တင်ချင်းဟာအင်အားရီတိုင်းကျုံမြုံမြို့နယ်တထေကုံကျင်းရွာကဖြစ်ပါတယ်။တမိလေးမေတ္တင်ချင်းရဲ့မိခင်ကလည်းရိုးသားတဲ့တောသူတောင်သားတွေဖြစ်ပါတယ်။ဒါပေမဲ့လည်းမနေ့ကအချိန်မှာ ။မေဆင်ချင်းအင်တာနက်မှာနာမည်ကြီးသွားပြီးမှာတော့ကြောင်ရည်ဇက်တိုက်ကိုရိုက်ပြီးတော့ဝင်ဝေးကောင်းကသမီးလေးမေဆင်ချင်းရဲ့မိသားစုဘဝလေးကပြောင်းလဲသွားတာပါ။ခုနောက်ပိုင်းမှာတော့မေဆင်ချင်းလေးဟာရင်ကောင်းလို့နာမည်မကြီးတော့ဘူးဆိုပေမဲ့ရိုက်ကိုတည်းကကြောင်ရည်လေးတွေနဲ့အတူဝင်ဝေးရကခုဆိုရင်သမီးလေးမေဆင်ချင်းရဲ့ပညာရေးအတွက်ရန်ကုန်မြို့မှာတိုက်ခန်းကြီးတစ်ခန်းဝယ်ယူလိုက်တာဖြစ်ကြောင်းလေးသိရပါရယ်။ဒါကြောင့်လေပရိသတ်တွေကတော့ချီးကျူးနေကြတာဖြစ်ပါရယ်။